ါပါရှင်ချင်းလင်းချန်နယ်သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ။2025ခုနှစ်ဇူလိုင်လ2ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့လိင်နှစ်တာကာလအတွင်းတပ်ဖွဲ့ဝင်83ယောက်ကြာဆုံးက150ကျော်တန်ရာရရှိခဲ့ကြောင်း CDF KKG ထုတ်ပြန်ကြောင်းဖာဆောင်မျိုးခလာရ134တိတ်ရင်စကန်သိန်းတိတ်ပွေးတွင် အရာရှိနဲ့စစ်သည်များပါဝင်စစ်တုံးပန်း90ထမင်းနဲ့ဖန်စီရရှိပြီးဖားဆောင်မြို့တစ်ခုလုံးကိုတင်ပရရှိရန်နှိဆက်လာကြောင်း။နောက်ချုံမြို့နေ30ရွာကိုစစ်တပ်ကလေရင်ဖြန့်ပုံချေတက်ခိုင်းမှုတွင်ပြည်သူ3ဦးသေဆုံးပြီးတဦးထိခိုက်ဒဏ်ရာရရှိကြောင်း။ Israel ကဂါဇာစစ်ပွဲမှာရက်60အပြစ်ခတ်ရစေးမှာဖြစ်ပြီးရင်းချမ်းရေးရဖို့နှိဆက်နေကြောင်း Trump ပြောဆိုကြောင်းတို့ဖြစ်ပါရရှင်။ လေနှစ်တကာလအတွင်းတပ်ဖွဲ့ဝင်83ယောက်ကြဆုံးက150ကျော်တန်ရာရရှိခဲ့ကြောင်း CDF KKG ထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ CDF KKG စတင်ဖွဲ့စည်းချိန်ကစပြီးအဖွဲ့အစည်းတက်တန်းလေနှစ်ပြီးတဲ့အချိန်ထိရဲဘော်83ယောက်ကြဆုံးခဲ့တယ်လို့ကိုလက်အင်ကာဘေးဆက်သူနဲ့တန်ရာရရှိသူပေါင်း150ကျော်ရှိကြောင်းယမနေ့ကထုတ်ပြန်ထားပါတယ် CDF KKG ကိုအကြံဖက်စစ်တပ်က2021မှာနိုင်ငံတော်အချုပ်အခြာအာဏာကို မတရားသိမ်းပိတ်ယူပြီးမကြခင်မှာပဲစတင်ခဲ့တာဖြစ်ပြီးစစ်အာဏာရှင်စနစ်နဲ့တကွအာဏာရှင်စနစ်မှန်သမျှတိုက်ဖြတ်ရေး Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးနဲ့ချင်းလူမျိုးများအပါအဝင်တိုင်းရင်းသားလူမျိုးအလုံးကိုပိုင်ပြတ်ထန်ခွင့်ရရှိရေးတို့ကိုရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ဆိုပါရစေ။ CDF KKG ပြောရေးဆိုခွင့်ရှိသူကကျွန်တော်တို့ CDF KKG ရဲ့စတင်ရက်ကိုတော့2021ဇူလိုင်လတရနေ့လို့တရဝင်းသတ်မှတ်ထားတာပေါ့နော်အကြောင်းကအဖွဲ့အစည်းဖွဲ့စည်းကြောင်းတရဝင်းစာထုတ်တဲ့နေ့ဆွေးဖြစ်လို့ပါ CDF KKG ဖြစ်လာဖို့အတွက်လှုပ်ဆောင်မှုတွေက2021 April မေလမှာကလေးကစတင်နေပြီဖြစ်တယ်လို့ ရုပ်လုံးလေးပေါ်နေခဲ့ပြီးဖြစ်ပါတယ်လို့ချင်းလင်းချင်းတဲ့တရင်ဌာနတို့ပြောကြားထားပါတယ် CDF KKG ကိုစတင်ဖွဲ့စည်းချိန်ကစပြီးဒိုလိုင်းရေးတက်တန်း၄နှစ်အတွင်းမှာတိုက်ပွဲပေါင်း၄၀၀ကျော်အတွင်းမှာပါဝင်ဆင်နွေတိုက်ခိုက်နိုင်ခဲ့တယ်လို့ CDF KKG Major Operation ကိုလည်း2024မှာစတင်ပြင်ဆင်ခဲ့ပြီး2025နှစ်စံပိုင်းမှာအကောင့်ထေဖို့ဆင်နွေခဲ့ရာစစ်ကောင်စီစခန်း၅ခုအထိတင်ပိတ်နိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လေးနှစ်တာကာလအတွင်းမှာကျွန်တော်တို့ကဒေတာနေရာမျိုးစုံမှာမဟာမိတ်အဖွဲ့အစည်းမျိုးစုံနဲ့လက်တွဲပြီးတက်ပွဲဝင်ခဲ့တာမှာတက်ပွဲအကြီးအသေးပေါင်း400ကျော်ကိုရှိပါတယ်။ကြက်ဆုံရေပေါ်က83ရောက်တန်ရရနဲ့ကိုလက်အင်ကာပေးဆက်သူပေါင်းက150ကျော်ခဲ့ပါတယ်။ CDF KKG အနေနဲ့အခြေပြုထုတ်ရှားတဲ့ကလေးကဘောကံကိုဒေတာဆိုတာကတော်တော်လေးကိုကြေပြန့်ပါတယ်။ တိုင်းရင်းသားလူမျိုးအစုံမြင့်တဲနေထိုင်ရာဒေသလေးဖြစ်တယ်။ CDF KKG အနေနဲ့ဒီဒေသအတွင်းမှာတာမကအနီနာဝန်းကျင်ဒေသတွေမှာပါရှိတဲ့ဒေါ်လိုင်းကြီးအဖွဲ့အစည်းတွေနဲ့ရောချင်းပြည်ဘက်က CDF တွေ CNA ဒုံနဲ့ပါပူတွေ့ပြီးနေရာဒေသပေါင်းစုံမှာတက်ပွဲဝင်ခဲ့တာပါ။ဒါပေမဲ့ CDF KKG ရဲ့ major operation ဆိုတာမျိုးကတော့2024နှစ်ဝဲရောက်ဒီအထိမလောက်ဆောင်နိုင်ခဲ့သေးပါဘူး။ ဒီနောက်ပိုင်းမှာတော့ကျူတင်ပင်စင်မှုတွေနဲ့အတူ2024နှစ်ကုန်ပိုင်းမှာစတင်ဖို့အဆင်သင့်ဖြစ်ခဲ့ပြီး2025မှာပဲမဟာမိတ်တပ်တွေရဲ့ပူပေါင်းပါဝင်မှုနဲ့စစ်ဆင်ရေးစားခဲ့တာပါ Major Operation အတွင်းမှာပြူစော်တီပြီးသူစစ်နဲ့စစ်ကောင်စီစခန်း၅ခုကိုတင်ပိုင်နိုင်ခဲ့ပြီး CDF KKG အတွက်မှတ်ကြောက်တင်နိုင်ခဲ့ပါတယ်လို့ဆက်လက်ပြောဆိုထားပါတယ်ကျွန်တော်တို့ကလောလောဆယ်စစ်မျက်နှာစုံနေတယ်လို့ပြောရမယ် ကလေးမျိုးကနေချင်းတောင်ကိုတက်တက်စစ်ကောင်စီစစ်ကြောင်းကိုစုပေါင်းခုခံနေကြတဲ့နေရာမှာလဲကျွန်တော်တို့တက်ရင်နဲ့ရဲဘော်တွေပါဝင်နေကြပါတယ်။ပြီးတော့ CDF KKG Major Operation အနေနဲ့စစ်ရေးဖော်ဆောင်ခဲ့တာကကြံတာရွာအထိတိမ့်နိုင်ခဲ့တယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကလည်းဟန်တာဝတီရွာဘက်ကနေပြင်ဆင်မှုကောင်ကောင်နဲ့ဆုံရှုံနေမိတွေကိုပြန်ရဖို့ထူးစစ်ဆင်မှုတွေလုပ်နေပြီးထိတွေ့တိုက်ပွဲတွေက နေ့တိုင်းနေပါရှိနေပါတယ်။ တလက်မမှာတော့သူတို့ပြန်မရသေးပါဘူးနောက်ထပ်ကကန့်ကောဘက်မှာလေးစစ်ကောင်စီကတက်ဆက်ခန်းချမှုတွေနဲ့အတူစီရီကတင်းမာနေပါတယ်လို့ CDF KKG ပြောရေးဆိုခွင့်ရှိသူကဆက်လက်ပြောဆိုထားပါတယ် CDF KKG အဖွဲ့အစည်းလှုပ်ရှားတဲ့ဒေတာဖြစ်တဲ့ကလေးကဘောကန်ကောဒေတာလွမြောက်ရေးမှတီမြန်မာတပီလုံးအကြံဖက်စစ်ကောင်စီလက်မှလွမြောက်ပြီးပြည်သူလူထုတရက်လုံးလူလာတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြီးထောင်စုတည်ဆောက်နိုင်သည့်အထိတက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ပါဆောင်မြို့ခလာရ134တက်ရင်စကန်တိန်တက်ပွေတွင်အရာရှိနှင့်စစ်သည်များအပါအဝင်စစ်တုံပန်း90ထက်မနည်းဖမ်းဆီးရရှိပြီးပါဆောင်မြို့တစ်ခုလုံးကိုတင်ပြရရှိရန်နှိဆက်လာတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ Greenipi ပါဆောင်မြို့ရှိစစ်ကောင်စီရဲ့ခလာရ134တက်ရင်စကန်တိန်တက်ပွေတွင်စစ်တုံပန်း 90ထက်မနည်းဖန်စီရရှိထားကြောင်းသိရှိရပါတယ်။ဂျွန်လ26ရက်နေ့မှစ၍ဖားဆောင်မျိုးအခြေစိတ်အကြံဖက်စစ်ကောင်စီရဲ့ခလာရ134တရင်ကိုဂရနီတိုလိုင်းတပ်ပေါင်းစုကထူးဆစ်ဆင်တက်ခဲ့ခဲ့ရာယခုရက်ပိုင်းအတွင်းအဆိုပါတရင်ကိုတင်ပယ်ရရှိခဲ့ကြောင်းကျန်ရှိနေတဲ့စစ်တပ်စခန်းများကိုဆက်လက်၍ထူးဆစ်ဆင်တက်ခဲ့နေကြောင်း Greeny တို့လှန်ရေးတရင်ရင်မြစ်ကပြောကြားထားပါတယ်။ ဂရနီတိုလှိုင်းရေးတရင်ရင်တွေကဖားဆောင်တိတ်ပွဲအခြေအနေကကောင်းပါတယ်။ခလာရ134တိတ်ရင်ကိုတင်ပြီးပြီ။ဂျနေသေးတဲ့7စက္ကန့်ကိုဆက်သိမ်းနေလို့အတိအကျပြောပြလို့မရသေးပါဘူး။အလုံးပြီးသွားတာနဲ့တရဝင်ထုတ်ပြန်ပါလိမ့်မယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတည်ပြုပြောကြားထားပါတယ်။အကြံပေးစစ်ကောင်စီရဲ့ခလာရ134တည်ရင်တင်ပတ်ရတွင်ဖာဆောင်ပြီးသူကကွေရေးတဲ့ အမှတ်1138တရရန်မှာအသက်40အရွယ်ရဲဘော်ကျော်စုခေါ်ဆိုင်မောင်းဒီတိုင်းပြည်နဲ့ပြည်သူအတွက်မြင့်မြတ်စွာ အသက်ပေးလှူဒါန်းခဲ့ကြောင်းဖာဆောင်မြို့နီပြည်သူကကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ကရနေပြည်ဖားဆောင်မြို့ကိုတင်ယူနိုင်ရဲ့အတွက်စစ်ကောင်စီတပ်ရဲ့ခလာရ134နဲ့135တပ်ရင်းတို့ကို ဂရင်းနီတိုလှန်ရေးတပ်များက2024ခုနှစ်မေလ၄ရက်နေ့ကလေးကထူးဆစ်ဆင်နေခဲ့ခြင်းဖြစ်ပြီးဖာဆောင်မြို့တွင်စစ်ကောင်စီရဲ့ခလာရ134နဲ့ခလာရ135တပ်ရင်းနှစ်ခုသာရှိပြီးရင်းတပ်စခန်းနှစ်ခုစလုံးကိုတင်ပိတ်နိုင်ပါကဖာဆောင်မြို့နေတစ်ခုလုံးဟာတိုလှန်ရေးတပ်ဖွဲ့များထံသို့ကြားရောက်သွားမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်ရှင်နောင်ချုံမြို့နေ၃ဆိပ်ရွာကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်မှုတွင် ပြီးသူ၃ဦးတည်ဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိထားတဲ့တရင်ကိုလေဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ရှမ်းပြည်နယ်နောင်ချုံမြို့နယ်30ရွာကိုစစ်တပ်ကလေရင်ဖြန့်ပုံကြီးတိုက်ခိုက်မှုတွင်ပြီးသူ၃ဦးတည်ဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။ယမနေ့ဇူလိုင်လ၁ရက်နေ့မွန်လွေ3:25မိနစ်မှာစတင်၍အကြံဖက်စစ်တပ်ကနောင်ချူမြို့နယ်ရှိ30ရွာကိုလေရင်ဖြန့်၄ကြိမ်ပုံ၁၁လုံးလာရောက်ကြီးချတိုက်ခိုက်ခဲ့ကြောင်း အကြံဖက်စစ်တဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်အမျိုးသား၃ဦးသေဆုံးပြီးအမျိုးသား၁ဦးထိခိုက်ဒဏ်ရာရရှိကာနေအိမ်နှစ်အိမ်နဲ့ဘုံကြီးကျောင်းနှစ်ကျောင်းလေးထိမှန်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။အလားတူပြီးခဲ့တဲ့ဇွန်လ29ရက်နေ့ကလည်းကြောက်မင်းမျိုးကိုအကြံဖက်စစ်ကောင်စီတပ်ကချက်ဖိုက်တာဖြင့်ပေါင်250ဘုံ6လုံးထပ်မံလာရောက်ကြီးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး2ဦးနဲ့အမျိုးသား4ဦးထိမှန်တန်ရာရရှိခဲ့ပြီးနေအိမ်14အိမ်စတင်ကျောင်း1ကျောင်းဘုံကြီးကျောင်း2ကျောင်းလေးထိမှန်ပျက်စီးသွားခဲ့ကြောင်းပြည်သူများအနေနဲ့လည်းအကြံဖက်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်အတွက်စစ်ရေးတရီအမြင့်ရှိရန်လိုအပ်ပြီးလေကျောင်းရမကာကွယ်နိုင်ရန် လေကျောင်းရကာကွယ်ရေးဆိုင်ရာနည်းလမ်းများလိမ့်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA ကထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်ရှင် အစ္စရေလကဂါဇာစစ်ပွဲမှာရက်60စီအပြစ်ခတ်ရစီမှာဖြစ်ပြီးငင်းချန်ရေးရဖို့နီးစပ်နေကြောင်းထရန့်ပြောဆိုထားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။အစ္စရေလဟာဂါဇာစစ်ပွဲမှာအပြစ်ခတ်ရစီဖို့နဲ့ငင်းချန်ရေးသဘောတူညီမှုအတွက်အစဉ်သင့်ဖြစ်နေကြောင်းဒိုနယ်ထရမ့်ကအခိုင်အမာ ပြောဆိုထားပါရယ်။လူပေါင်း6000နီးပါးတည်ဆုံခဲ့ရတဲ့ဂါဇာစစ်ပွဲကိုရက်60စီကြာအပြစ်ခတ်ရစီဖို့အစဉ်သင့်ဖြစ်နေတယ်လို့ထရမ့်ကသူ့ရဲ့ Truth Social မှာပြောဆိုလိုက်ပါရယ်။ အစ္စရေးဟာရက်60အပြစ်ခတ်ရက်စီရေးအပြည့်တက်ဖို့လိုအပ်တဲ့အခြေအနေတွေကိုသဘောတူထားပြီးအက္ကလာမှာစစ်ပွဲကို အဆုံးသတ်ဖို့ကျွန်တော်တို့အားလုံးနဲ့ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ကာတာနဲ့အီဂျစ်တို့မှကိုယ်စားလှယ်တွေကဟာမတ်စ်အားနောက်ဆုံးအစိုးပြချက်ကိုပေးအပ်သွားမယ်လို့ထရမ့်ကပြောဆိုပြီးဒီကိစ္စနဲ့ပတ်သက်ပြီးအစ္စရေးနဲ့ဟာမတ်စ်တို့ကတရားဝင်တုံ့ပြန်ကြမျိုးမရှိသေးဘူးလို့သိရှိရပါတယ်။ အစောပိုင်းကလည်းအစ္စရေးကအပြစ်ခတ်ရစေပြီးငင်းချန်ရေးသဘောတူပြီးလို့ထရမ့်ကပြောဆိုခဲ့ဖူးပေမဲ့အကြံသားလေးလက်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့အပြစ်ခတ်ရစေပြတ်ပေးခဲ့ဖူးပါတယ်။ဒါပေမဲ့အီရန်နဲ့အစ္စရေးအပြစ်ခတ်ရစေတဲ့နေ့မှာအစ္စရေးရဲ့ဗျူဟာကြီးယာဝန်ကြီးရွန်ဒါမာနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘိုင်ကိုအရှိအလေပိုင်းအထူးတန်တမန်စတီဗ်ဝူလ်အော့ဖ်တို့တွေ့ဆုံခဲ့ကြပြီး ဒီတရင်ချက်မှန်ထွက်ပေါ်လာတာဖြစ်ပါတယ်။ရင်းချင်းကြီးရအောင်ဒီနောက်ဆုံးကံလန့်မှုအစဉ်ရောက်အောင်ကာတာနဲ့အီဂျစ်အာဏာပိုင်တွေကအရန်ကိုကျူးစားဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာဟာမတ်ဦးဆောင်တဲ့စစ်သွေးကြွတွေက အစ္စရေးတောင်ပိုင်းကိုတိုက်ခိုက်ခဲ့တဲ့အတွက်လူပေါင်း1200တိဆုံးခဲ့ပြီးဒါဇာခံ252ဦးကိုဂါဇာသို့ပြန်လည်ခေါ်ဆောင်သွားချိန်မှာအစ္စရေးဂါဇာစစ်ပွဲဆက်တင်ခဲ့တာဖြစ်ပါတယ်။ ်လက်ရှိမှာဂါဇာစစ်ပွဲကြောင်းပါလက်စတိုင်း96500ကျော်သေဆုံးခဲ့ပြီးလူဦးရေ2.3ကန်နေပါဦးမစ်အိမ်တွေဖြစ်ခဲ့ရတယ်လို့သိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာတော့ပါမယ်ရှင် Challenge Channel သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကျမ်းမာရှင်လန်းနိုင်ကြပါစေရှင်။